ဒီနေ့2025ခုနှစ်ဇွန်လ28ရက်စနေနေ့အတွက်ခနှစ်သားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ရှင်ပြန်ထမြောက်ခြင်းဆိုရင်တဲတော်သင်္ကေတနမိတ်ပါပဲ။ဒါကြောင့်ဒီနေ့ဟာရှင်ပြန်ထမြောက်မှုတွေနဲ့အတူကံတရားရဲ့အခွင့်အကောင်းမျက်နှာသာပေးခြင်းတို့ကိုကြုံတွေ့ရပါလိမ့်မယ်။မိတ်ဆွေရင်လူရင်တငယ်ချင်းတွေနဲ့ပြန်ဆုံဝါတတ်တယ်။ အလုတ်စည်းဝါးတွေပြန်ဆဖို့အတွက်ဥမွန်လာတတ်တယ်။ရက်ဆိုင်လာတဲ့ကိစ္စတွေကနေပြန်ပြီးအခွင့်အရေးကောင်းတွေပေါ်လာမဲ့နေ့ဖြစ်ပါတယ်။ဒီလိုမျိုးမှာတော့ကွယ်လွန်ပြီးတဲ့သူတွေရဲ့ကောင်းမှုဖြစ်နေမြတ်စွာဘုရားရှင်ကိုစွန်းစွန်းဟင်းတတိမုံယိုချိုချင်ခဲပွဲကော်ဖီကိတ်မုံတို့လှူဒန်း၍မိမိလိုသောကိစ္စကိုဆူတောင်းပြုလိုက်ပါခင်ဗျာ။ဒီနေ့မှာမိချူတန့်စင်ဘွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မာဘုတ်ဗေနိယစနေနေ့ဘွားအထွန်းဘွားသာသာရှင်နေဖြစ်ကြပါတယ်။ ဘဝမှာထွန်းပေါက်အောင်မြင်ချမ်းသာကြမယ်သူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့ဒီနေ့ကြောင်းတဲ့မွေးနေ့ရှင်တွေအနေနဲ့တပင်နှစ်ရှင်ပင်စိုက်ပျိုးတဲ့ကုသိုလ်အလှူကိုလောက်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဘုံเจ้าမြေစာသင်เจ้าမြေဖះမြေအစရှိရဲ့မြေနေရာမှာနှစ်ရှင်ပင်တွေဖြစ်တဲ့သရက်ပင်အုံးပင်စသည်အားဖြင့်စားပင်တောက်ပင်နှစ်ရှင်ပင်တွေစိုက်လှူပြီးရေသွန်းလောင်းပြီးမွေးနေ့အလှူကုသိုလ်ဆုတောင်းပြုလိုက်ပါခင်ဗျာ ဒီနေ့တော့ခொနည်းသားမီးအလုံးတို့အတွက်အကျိုးပေးစုမှုကဏ္ဍကတော့နှစ်ကဏ္ဍငါးကဏ္ဍဖြစ်ပြီးတော့ပြည်သူတွေငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ဒီလိုနည်းမျိုးမှာရေတတ်တော်တွေကိုဘယ်နဲ့နဲ့အစာကျွေးပြီးဆူတောင်းပါစရုံးတန်တွေကုန်းတန်တွေလက်ဖက်တန်တွေစားသောက်ဆိုင်တွေမှာရောင်းပန်းတာဝယ်ပန်းတာဘို့လို့အတွက်ဆိုရင်တော့အဲဆိုင်ရပတ်စံထားတဲ့နေရာမှာပန်းတီလေးတစ်လုံးထားလိုက်ခြင်းအပြင်သိသသာအယောင်းသွက်အယောင်းထွက်ရောင်းပန်းတာဝယ်ပန်းလှပါနေမယ်ထို့သူအယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းသွက်အောင်လဲ ပန်းဒီနေတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်းသွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုအကင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ဒီလိုနေမျိုးမှာတတဝါဘေးမဲ့လွတ်ပြီးအမှုကြုံနေတဲ့သူတွေဆူတောင်းပေးလိုက်ပါခင်ဗျာအချင်းမြေတိုင်းအိမ်တော်ကြီးကိစ္စတွေအဆင်ပြေဖို့ချောမွေ့ဖို့လို့အတွက်ဆိုရင်တော့ကောင်းကျင်မောင်းဆုံးမြတ်စွာဘုရားရှင်ကိုကတ်တူလိုက်ပါခင်ဗျာကျမ်းမာရင်ညံ့နေတဲ့သူတွေရှိရဆိုရင်တော့ဒီလိုနေမျိုးမှာစေဝါဓာတ်စာဖြစ်နေလက်ဖက်ရည်လေးအနှဲငယ်စတိတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ